မင်္ဂလာပါကျွန်တော်အခု um ကွန်ဝင်ရ question လေးကိုဖြေသွားမှာခင်ဗျာ။အော်ကျွန်တော်ရန်ကုန်ကရန်ကုန်မှာကျွန်တော်တော့ဟာဒီလိုမှပါခင်ကျွန်တော်ရန်ကုန်မှာခဏနေတိုက်တယ်။ကျွန်တော်အာရေကူးကိစ္စရေးနေလည်းပါတယ်။ um အားလုံးရန်ကုန်မှာခဏနေရဲ့ရန်ကုန်မှာခဏနေနေတဲ့အချိန်ကျွန်တော် IELTS exam က IELTS exam က preparation လုပ်တယ်၊ tuition တက်တယ်၊ပြီးတော့ဒါကျွန်တော် interview training ပေါ့ visa interview training တွေလုပ်လိုက်ပါတယ်။အဲ့နှစ်ခုတည်းပါပဲကျွန်တော်အရင်သိမလို့ပါဘူး။ အင်ကူတယ်ပါပဲအင်္ဂလိပ်စာစကေးပုံမြင်အောင်ထပ်လုပ်ခဲ့အမ်အင်နဂရီထရင်းနဲ့ပြန်ပြင်ဆင်ရမှာဗျာဟုတ်ဒီမိုဂျီယူနီဗာစီတီကိုရဲ့အကြောင်းကကျွန်တော်အာ၃မျိုးရှိရပါဗျာဟုတ်ပထမတစ်ခုကကျောင်းဒီမိုဂျီယူနီဗာစီတီကလက်စတာမျိုးပဲပါဗျာလက်စတာမျိုးဆိုတာ UK ထဲမှာနည်းနည်းလေးနေရထိုင်ရကောင်းတဲ့နေရာပါဗျာအဲလို living expense ကိုပတ်စံအရင်မတုံးအရင်မတုံးရနေရပါဗျာပြီးတော့အလုပ်ရှာရလည်း ကျွန်တော်တို့ဒနောဒမိုး University ဖက်စတီရယ်ကောင်းတယ်။ဒါနဲ့နောက်ဆုံးတစ်ခုကကြာဒမိုး University ကဟိုအားကစားမှလည်းနည်းနည်းကြော်ကြရမှာပါပဲဗျာ။ဟုတ်ကျွန်တော်ကျွန်တော်ကိုယ်လည်းရေကူးသမားဆိုတော့အာဒီဒမိုး University ကိုလာခဲ့ရပေါ့ဟုတ်။အာကျွန်တော်ဒီ Liverpool John Moore ဆိုတဲ့ Liverpool မြို့ရဲ့မှာ Liverpool မြို့မှာလည်းပို့ပြီးဒီမိုး University က High Ranking ဖြစ်တဲ့အကြောင်းရခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော် DNU ပဲလာခဲ့ပါတယ်။ဘာလို့လဲဆိုတော့ယူကရိန်းပြောရဲ၄ချက်ကြောင့် um ကျွန်တော်အခုယူလာတဲ့ major က business entrepreneurship and innovation ပေါ့ဗျာ um အခုကကြာ function year မှာပေါ့ဗျာကျွန်တော်ဒီ major ဘာလို့ရွေးခဲ့ရလဲဆိုတော့အမှန်တမ်းပြောရရင်ကျွန်တော်အစအစတော့အဲ့လို statement စဉ်းစားရအောင်အစမှာ psychology psychology ရှောက်တယ် psychology လည်းရတယ်အဲ business တဲ့ရှောက်တဲ့ business တွေရရတဲ့အဲ့နှစ်ခုထဲမှာစဉ်းစားရင်လည်း psychology ကတိတ်ပြီးစိတ်ဝင်စားရမှာမပေါ့စိတ်ဝင်စားရဲ့ဘာသာရေးထဲမှာတိတ်မပေါ့ဘူးဗျာပြင်မလားဟိုလေးနှစ်တောင်ကြာမှာဆိုတော့လည်း င်အနာဂတ်ကိုလည်းလည်းကြည့်ရမှာပေါ့။ business ဆိုတာကြောင့်အခုဒီခုခေတ်ခုခိုင်မှာဟိုပြင်မှာ business တွေပါလူန်းလုံးကြောင်းကျွန်တော် disk ကလိုအပ်တယ်။ဒီကျွန်တော်ဖေရလည်းလုပ်ငန်းတွေပါလုပ်နေတော့သူ့ကိုလည်းပြုချင်တာဆိုတော့ဒီ business interpretation and innovation ဒီကိုရုပ်ခဲ့ရတာဖြစ်ပါတယ်။ကျွန်တော်တို့အာကျွန်တော် visa လျှောက်ရခြင်းမှာကျွန်တော်နည်းနည်းကန်ကောင်းနေနေမှာပါတယ်ဗျာဟုတ်။အခုဟိုအမေတို့ကတော့ပြောနေတာကတော့ဒီ visa လျှောက်ပြီဆိုရင် ဒီ UK ဗီဇာနဲ့ခတ်သွားပြီပေါ့ဗျာတချို့လူစင်သိမရကြဘူးကျွန်တော်တော့အင်တာဗျူးတော့ဝင်ရအောင်လို့ဗျာအင်တာဗျူးထွင်ရတာလုပ်ခဲ့ရအင်တာဗျူးတော့ဝင်ရအောင်မလို့ဒီနေ့ဗီဇာလျှောက်ခဲ့ရဆိုရင်ကျွန်တော်မလိုက်ဖြစ်စဗီဇာတန်းရအောင်တန်းရပါမယ်ဟုတ်ပြောဒီဂျောင်းကဂျောင်းဆောင်ဒီရောက်ပြီဆိုရင်ဒီအဲဒီဂျောင်းအော်ဖီဆာနဲ့တွေ့ရအောင်လို့ပါလို့ဆိုရင်ကိုဝင်ရမယ်မြန်အီးမေးလ်နဲ့ကိုကိုပို့ပြောမှာအဆင်ပြေလို့ပြေးခဲ့ရအောင်ဗျာအဲ့ဒီနေ့စေကိုရောက်တဲ့အချိန်မှာကျွန်တော်က တိတ်ကြောင်ပြီးမကောင်းဘူးဗျာ။ဘာလို့လဲဆိုတော့ကျွန်တော်လေးလေးနေပေါ်မှာလေး9နိုင်လေးနေဆိုတော့ကျွန်တော်သိပြီးတော့လေးမအိတ်လိုက်ရအောင်ကျွန်တော်လေးမေမိတ်တော့အိတ်လည်းမေးလိုက်ရအောင်ကျွန်တော်ဒီ immigration မှာလေးနည်းနည်းလေးရစ်တယ်။ဟာဒါပေမဲ့ကျွန်တော်ကဟာအကုန်ပြင်ဆင်လာတယ်ဆာစနဲ့ညကုန်ပြင်ဆင်လာတယ်။အဓိကလောမှာပေါ့ဗျာ။ဒီဒီလိုလာပြီဆိုရင် accommodation ပြင်ဆင်ရမှာလေပြင်ဆင်ရမှာလေတူတယ်ဗျာဟိုဥပမာ gmail လေးဖြစ်ဖြစ် um ကျွန်တော်ဒီမှာနေပါရဲဆိုရယ် proof of address ပေါ့ဗျာဟိုတက်သေးလေးပေါ့ဗျာကျွန်တော်ဒီမှာနေပါဆိုရယ်တက်သေးလေးရှိရဲလို့ဆိုရင်အားလေးကို print ထုတ်ပြီးရောအာ immigration officer ကိုတန်းပြရပါတယ်ကျွန်တော်တော့အဲ့အေးဆိုရလေးကဂျီမီလေးနဲ့အာကျွန်တော်နောက်ဆုံးအဲ့ last minute လေးမှာပဲကျွန်တော် prepare တော့တဲ့ခါကျတော့စင်ပြေပါဘူးဗျာအမိုင်တော်တော်ကိုရပါတယ်အမှန်ကတော့30မိနစ်30လောက်ကျွန်တော်တို့ကျွန်တော်ဆိုင်ကိုအကုန်လုံးထိုင်ကြည့်နေပါတယ် အာဘုံထိုင်ကြည့်ပြီးတော့သူ officer အကုန်လုံးစကားကြုံနေပြီးတော့မှမင်းသုံးစတော့ဒီမှာကျွန်တော်ပြီးလို့ပါလေအဲ့ hero အ London hero airport ဆိုတာကဘာမှအရန်လူအများဆုံးလေးစိတ်ဖြစ်ပါလေ